ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Flying Wing တဲ့ Ranking Number 1နေရာအထိရောက်ရှိသွားပြီဖြစ်တဲ့ Chin Fighter လေး Joshua Bay ရဲ့အကြောင်းအရာကိုခွန်ယူဝမ်းသာစွာတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Chin Fighter လေး Joshua Bay က Brandon Rivera နဲ့ပွဲပြီးမှာကမ္ဘာကျော် Fighter တယောက်ဖြစ်လာခဲ့ပါတယ်ဘန်ကောက်ကမ္ဘာလုံးကပြည်သက်တွေကဝိုင်းဝန်းပြီးအသီးမှတ်ပြုနေကြတာပါ ပရိသတ်တွေတင်တာမကပါဘူး UFC ဥက္ကရာကြီးဒေနာဝိုက်ပါဝင်ကဘာကျော်ချန်ပီယံကြီးတွေကဘာကျော်ဖိုင်တာကြီးတွေကပါဂျော့ရှွာဘန်ကိုအပီရင်ကိုခုံပြူနေကြတာပါဂျိုရှွာဘန်နဲ့ဘရန်ဒန်ရိုက်ဗယ်ရီရဲ့ပွဲအားလည်းတကယ်ကိုမိကုံရန်ကုန်ကျန်းတဲ့ပွဲချမ်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ဖိုင်တာနှစ်ယောက်လုံးကလည်းအပီးမင်းကိုရှက်ချမ်းခဲ့ကြတာပါ။ပွဲချိန်အတွင်းမှာထိုးသတ်ခဲ့တဲ့ significant strike ကလည်းစံချိန်တင်ကိုရရှိသွားတာပါ။ဒါကြောင့်မလို့ UFC ကတော်တော်ကိုဂုံပြူနေတာတွေ့ရပါတယ်။ ချိုးရှွာဘန်ကဘရန်နန်ရိုက်ဘန်နဲ့မထိုးသက်ခင်က ranking နံပါတ်12နေရာမှာရက်တည်နေတာပါဒီနေ့မှာတော့ USC ကသူတို့ရဲ့ ranking တွေကို update လုပ်လိုက်ပါပြီချိုးရှွာဘန်က ranking နံပါတ်1နေရာမှာရက်တည်နေတဲ့ဘရန်နန်ရိုက်ဘန်ကိုအနိုင်ယူပြလိုက်တာဖြစ်တဲ့ကြောင့်မလို့ချိုးရှွာဘန်ကယခုချိန်မှာဆို ranking နံပါတ်1နေရာထိကိုခုန်တက်လာပြီဖြစ်ပါတယ်ချိုးရှွာဘန်အတွက်တကယ်ကိုဂုဏ်ယူစရာကောင်းပါတယ် ကျွန်တော်တို့ရဲ့ Champ Fighter လေးကအခုဆို Number 1 Contender နေရာကိုရောက်ရှိလာပြီး Champion စင်ကိုဝင်ကြီးကိုလည်းထိုက်လိုက်တဲ့နယ်ရရှိသွားပြီးဖြစ်ပါတယ်ပြည်သက်များခင်ဗျာ Joshua Van နဲ့ထိုးသိမ်းရမယ်လက်ရှိ Champion Pandora ကတော့သူ့အနေနဲ့ Joshua Van နဲ့ပွဲကို Las Vegas မှာပဲထိုးသက်ချင်တယ်လို့ပြောဆိုသွားပါတယ်သူတို့က Las Vegas ကအောင်မြင်တစ်ခုလိုဖြစ်နေပြီလို့တော့ Alexander Pandora ကပြောဆိုသွားခဲ့တာဖြစ်ပါတယ် ဒါပြင်ပန်ဒူဂျာဖန်နဲ့ပွဲကို2025ခုနှစ်နောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာလမှာထိုးသက်သွားခြင်းလေလို့ဖွင့်ဟသွားပါတယ် UFC ရ2025ခုနှစ်ဒီဇင်ဘာလမှာ UFC 323ပြိုင်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပြီးအဲ့ဒီပြိုင်ပွဲမှာဖန်ရဲ့ပွဲပါဝင်လာဖို့ရာဂိုင်းတို့အတော်များနေတာတွေ့ရပါတယ်။ဖန်ကယခုဆိုရင် number 1 contender နေရာကိုတောင်ရောက်ရှိလာပါပြီ။မြန်မာပြည်ဝဖိုင်တာတယောက်အခုလိုကဘာကျော် promotion ကြီးမှာအောင်မြင်မှုတွေရရှိနေတာတကယ်ကိုဝမ်းသာကုန်စရာကောင်းပါတယ်ခင်ဗျာ။ ချင်းဖိုင်နယ်လေးကတော့လက်ရှိချိန်မှာ45ရက်ထိနားယူရမှာဖြစ်ပါတယ်ဂျောရှွာဘန်နဲ့ Brandon Rive နဲ့ပွဲပြီးမှဂျောရှွာဘန်ကို Athletic Commission က45ရက်အထိ Medical Suspension ပေးလိုက်ပါတယ်။ဂျောရှွာဘန်နေနဲ့45ရက်အထိဘာလေးကျင်ငန်းမှပြုလုပ်လို့မရပါဘူး။ Training Camp နေလှုပ်ဆောင်မယ်ဆိုတော့အပေါ်စားလေးကျင်ငန်းလောက်ပဲလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဂျောရှွာဘန်နေနဲ့ဒီလိုမျိုးအနားယူရတာလည်းကောင်းပါတယ်။တစ်လအတွင်းမှာနှစ်ပွဲတိထိုးခဲ့ရပြီးဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာဆိုရင်မိကုံရန်ကုန်ကျန်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကိုဖန်နေနဲ့အနာပေးတဲ့ပါလေဖန်ကလက်ရှိချိန်မှာတကယ်ကိုပေါ်ပူလာဖြစ်နေတာပါဝမ်သာခုံကြီးတဲ့တဲ့တစ်ခုကိုထပ်ပြောရရင် UFC ကဖန်နဲ့ Brandon Rivera တို့ရဲ့ပွဲကို Fight of the Night ဖြစ်သတ်မှတ်ထားတယ်မကပဲ Fight of the Man ဖြစ်ပါသတ်မှတ်လိုက်ပါလေဆိုလိုတာကဇွန်လတစ်လလုံးရဲ့အကောင်းဆုံးပွဲဖြစ်ကိုသတ်မှတ်လိုက်တာပါတကယ်လည်းသတ်မှတ်ဖို့ထိုက်တယ်ပါလေ ဖိုက်တာနယ်လုံးဝပွဲချိန်အတွင်းမှာမိကုံရန်ကုန်ကျင်းပြီးလုံးဝ ground game မိုင်းကိုမသွားဘဲနဲ့ရှင်ဖြုတ်ခဲ့ကြတာပါဒီလိုပွဲစဉ်မျိုးဟာရှာရှာပေါပေါပွဲဖြစ်ပါတယ် UFC ကဖိုက်တာတော်တော်များများကတော့မှဒီလိုပွဲစဉ်ကိုအနှစ်တော်တော်များများကြာကြာစောင့်ရနိုင်နေဆိုပြီးတော့မှတ်ချက်ပေးနေကြတာပါ။ဒါကြောင့်မလို့ fan တွေတကယ်ကိုဂုဏ်ယူမိပါတယ်။ကမ္ဘာကျော်ဖိုက်တာကြီးတွေမီဒီယာတွေကတော့ fan နဲ့ Brandon Rivera တို့ပွဲဟာ fight of the man နဲ့မဟုတ်ဘဲ fight of the year ဖြစ်တောင်သတ်မှတ်ခံရနိုင်တယ်လို့ကြုံဝါနေကြပါတယ်။ ဘလို့ခင်းညင်းနေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာပါအခုလိုမျိုးအောင်မြင်မှုတွေအတွက်လဲချင်းဖိုင်တာလေးကိုကျွန်တော်တို့ပြည်သက်တည်နေနဲ့အများကြီးဂုဏ်ယူပါတယ်ခင်ဗျာလာမယ့်ချန်ပီယံလူပွဲမှာလဲ UFC Champion ခပတ်ကြီးနဲ့မြန်မာအလန်နဲ့ကိုတွဲပြီးမြင်ရပါစေလို့ကျွန်တော်တို့ channel ကစုမုံအောင်တောင်းပေးပါတယ်ခင်ဗျာ Joshua Ben နေနဲ့လဲအကောင်းဆုံးနိုင်ပွဲမျိုးရရှိမယ်လို့လည်းမျှော်လင့်မိပါတယ် ပြည်သက်တွေနေနဲ့ရောဖိုင်နဲ့အလက်ဆန်ဒရီပန်တိုဂျာတို့ရဲ့ပွဲကိုဘယ်လိုထင်မြင်စမိပါသလဲပြည်သူတွေထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးသွားခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအမေနီဒီမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးမေးတာ passion ပဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ